ောက်ထဲမှာတချို့ကဘာပါလဲဆိုလို့ရှိရင်သူက P ကို H1 ကောမှာဝင်ဝင်ထားရတာပါတယ်ဟုတ်တယ်ဟုတ်ဟုတ်ဟုတ်လားဟုတ်ပါပါတယ်လက်ဆိုပြီးတော့နောက်ကြည့်ရလို့ဒီ share ကိုထားပေးရမယ်နော်သိလားနော်ထားပေးရမယ်နော်အဲ့တော့ share ကိုစပြီးတော့တွက်တော့မယ်ဆိုရင် solution အရင်ဦးဆုံး share က let P အဲ့တော့ပထမဆုံး point ဖြစ်တဲ့အကြောင်း share ကဘာထားမလဲဆိုတော့ share ရှေ့ကပုံသေးလေးတိုင်း H1 ကောမှာဒါဝင်ဝင်မယ် ဟုတ်ပြီနော်ဒီချက်ကြီးဘာလို့လက်ထားလဲသူဒီအစမှာတချို့တော့သုံးရမယ်မမီးစစားကြည့်သုံးရမယ်ပုံသေးနီးမှာဘာ ਈ ဘာ ਈ ပါနေလဲ HDY နေပါနေရလေသူပေးထားရတဲ့အချိန်မှာ HDY ပါလာမပါဘူးဒါကြောင့်မို့လို့ပုံသေးနီးရဲ့လိုအပ်ချက်ရတချို့ကကိုဘတာကိုထားလိုက်တဲ့သဘောဖြစ်တဲ့အတွက်ကြောင့် luck ဆိုတဲ့စာသားမပါလို့မရအောင်တတိထားပါចောင်းနေမှာတင်တဲ့ခါကျအဲ့ဒီကထည့်ပြီးတော့ luck ဆိုမလာဘူး p ှိဘူး H1 H2 တန်းသွားတယ်ဒါပေမဲ့လက်လို့ထားပြီးတွက်တာပို့ပြီးတော့စိတ်ဖြစ်ပါတယ်ဟုတ်ကဲ့နော်ဒါဆိုရင်နောက်ခု H1 ကမှ Y1 equal to ချဲဘာဒါဒီ2.5ဒါဆိုတော့ချဲတို့တန်းတည်ရေးတေးကြရဲ H1 ဒီ2 Y1 ဒီ5 Okay next နောက်ခုချဲကိုဆက်သွားမယ် P ပြီးရင်ချဲဘာလဲ Q သူဒီ H2 Y2 သူပေးထားတဲ့ချဲက6.1ဟုတ်လားဒါဆိုရင် H2 ဒီ6 Y2 ဒီ5 1 1 okay ဒါဆိုရင် next ခုချက်သွားမယ်သူလိုချင်တာကဘာကိုလိုချင်တာလဲချက်တို့အတူလိုချင်တာဟော m လိုချင်တာ8ပေါ်မှာ1ဒီပွားရဲ့ m ကိုလိုချင်တာဒါဆိုရင်ကျတော့ဘယ်လိုလုပ်မလဲ let အဲ့နေရာမှာပဲ let ကျတော့ဗာလေဒီလိုသွားလိုက်လို့ရတယ်သူဖတ်ဆောင်ထဲမှာတော့သူမပါဘူးပေါ့နော်ဒါပေမဲ့ဒီချက်တို့ဒီတိုင်းသွားလိုက်မယ် h, y equal to question မှတ်ဒါဆိုရင်ဒီ shadow ဒီစနေတကြသူ့ရတယ်သူသူဘာပေးထားတယ်ဘာကိုချုပ်ချာပေးဘာကိုရှာခိုင်းလဲဆိုတာသိသွားပြီဟုတ်ပြီနော်အဲ့တော့ဒီမှာသိရမှာကဒီ shadow ဒီဒီဦးနဲ့မှာလည်းပါတယ် mid point of p2 ဒါပေမဲ့သူ့ဒီဘာကိုရှာခိုင်းတာလဲ p2 ရဲ့ mid point ကိုရှာခိုင်းတာဟုတ်တယ်နော်အဲ့တော့ဒီ shadow ဒီဘယ်လိုလုပ်ရမလဲဆိုတော့ p2 ရဲ့ mid point ဆိုတာချက်ဘာမှမသိဘူးလေ ဟုတ်တယ်မလားဒီမှာ left ထဲမှာဆိုထားလို့ပါရှာပြွားပြီးအဲ့တော့အ m = h, y = question mark လို့ရေးလို့ရတယ်ဒါမှမဟုတ်ဖတ်စာအုပ်ထဲကအတိုင်းပဲဒီချက်ကိုဒီတိုင်းသွားကြည့်လဲရအဲ့ဒါလေးဒီချက်ထပ်ပြောမယ်နော်ဒါဒီချက်ဖြတ်လိုက်မယ်ပဲထားပါတော့နော်အဲ့တော့ဒီလိုမျိုး let let ရှာလို့ဒီ m ကို be that ရှာလို့ m i d midpoint of ရှာလို့ပါလဲ ွားဟောပါလေဆက် thank you ဆောင်းထဲမှာဟာအင်းတမီးဆောင်းထဲမှာ m ဆိုပြီးတန်းရှင်းထားတာအဲ့အဲ့အဲ့ဆိုတာ solution ထဲမှာအဲ့ left b တို့ဂျူတို့မပါဘူးဒီချက်ဟုတ်လားဒါဆိုဒီချက်အခုရေးထားသလိုမျိုးလေးပဲရေးပြီးနော်ဆန်နေကြာလားဟုတ် let နော်ဒါလေးပဲရေးပြီးနော်အခုဒီချက်ဒီမှာမမီကိုပြထားတဲ့အတိုင်းလေးပဲအရင်ဆုံးချက်ကိုမလုပ်ပြရမယ် let p h comma o a1 comma y1 equal to 2 comma 5 2 h 2 comma y2 equal to 6 comma 1တကယ်ခုနပြောတဲ့ဟောင်းသဘောပေါက်ကြမလားဒီချက်တို့ပုံစံရဲ့တန်းပြီးတော့ h1 comma y1 h2 comma y2 ပေးထားမှာဟုတ်ဘူးလေ p d 2 comma 5 2 d 6 comma 1ပေးထားဒါပေမဲ့ဒီချက်တို့တကယ်တကယ်သုံးမဲ့ reality formula မှာဘာဘာပါလဲ h1 y1 h2 y2 တွေမပါဘူးလားပါပါဟုတ်လားဒီချက်ကသဘောပေါက်တယ်နော်အဲ့တော့ h1 comma y1 လို့ထည့်ပေးပါနော်အဲ့ဒါမှကျေလို့စနစ်ကြမယ်အဲ့ဒါမှကျေလို့ စိတ်ဖြစ်နေပေါ့နော်အဲ့တော့ကျွန်တော်ပုံသင်နည်းကိုစပြီးတုံးတော့မယ်ကဲကြည့်ကြည့်အောင်ပုံသင်နည်းအချက်ကိုဆက်လာပုံသင်နည်းကပါလဲ n a x ကိုမှာ y equal to h1 plus a a ဆက်နေအ x1 plus h2 by 2ကိုမှာ y1 plus y2 by 2 2 by 2ရမလားဒီတိဟုတ်ရပါချင် ဒါဆိုရင်ဒီချက်ကတိပြီးသားဖြစ်သွားပြီဒါဆိုရင်ကျွန်မမိမိကြားအဲ့လိုမျိုးလက်ထားလိုက်တော့လွယ်သွားပြီတန်းစီလို့ရ H1 ဒီဘလောက်လဲချက်ကို H1 ဒီဟာ2 2 H2 is 6 by 2, 11ဒီဘလောက်လဲချေဝါ5 plus 1 by 2လွယ်လွယ်လေးပဲရှင်းတာလို့ပြောပြီးပဲဒီကကုန်တင်နေရလို့ရှင်းတယ်ချေဝါ mid point ရရှာတာဘာမှမခက်နေဘူးအဲ့တော့6 plus 2 2 plus 6က8 by 2က6 by 2ဒါဆိုရင်ဒီချေဝါအဲ့ဒီကောင်ကြီးကျင်းလို့ရတယ် နှစ်တလီနှစ်နှစ်လေးလိရှင်းနှစ်တလီနှစ်နှစ်သုံးလိခြားဒါဆိုရင်တချို့လူသူ့ရဲ့မြစ်ပွင့်အဖြစ်ဒီ4.3ပေါ့ရှာမလားမသိဘူးအဲ့တော့ကိုကနောက်ဆုံး4 perfect ကိုဖြည့်ချင်နေဆိုရင်တချို့လူအောက်မှာ ansel ထိုးပြီးတော့အဆက်ကလေး30ရေးပြီးတော့တိမေးကိုနေရာအတိုင်းပဲ th that ကျော်ဝါ C O O R D I N A T E coordinate of the M I D M I ရှုပ်ပါလေ p2 equal to 4,3အဲ့ထက်ပြီးဆုံးတာရှိရောနော်ဟုတ်ရမလားမဆန်နေဟုတ်ရပါတယ်ကျပုံဒီနည်းနဲ့အခု example နဲ့ကိုရှင်းလာအဲ့ပုံစံတိုင်းတော့မှ point ထွက်တဲ့ပုံစံတိုင်းအဲ့တိုင်းပဲသွား let b h com is 1,1ကမှ p ဖြစ်ချင်းဖြစ်မယ်အဲ့နဲ့မှသူပြအဖြစ်ချင်းပဲ s ဖြစ်ချင်းဖြစ်မယ်နောက်ကမေကိုနေမှာအကြိုက်တာလာလိမ့်မယ်နော်ဟုတ်ဟုတ်ကြလားဟုတ်ရပါတယ် okay အဲ့ဆိုရင် ကျွန်တော် XML 1ကတော့ဒါပြီးသွားပြီပေါ့နော်။ Yeah stop ပေါ့နော်။